တိုင်းသားပြည်နယ်တွေဘရန်နေကြာဒေတာလို့ခေါ်တဲ့အခုနေနေမိတ်တွေတည်တည်ရှိကြတဲ့ပြည်နယ်တွေဟာတမန်ရောမှလွတ်လပ်စွာနေခဲ့ကြတာရရောပင်လုံးစာကျုပ်ရရဒီနှချက်ရကိုယ်ပိုင်ပြောင်းလဲမှုရောပြည်ဝကျင့်သုံးဝင်ရှိတယ်။ဒါကြောင့်သူတို့ကတီးကြလွတ်လပ်တဲ့နိုင်ငံထူထောင်မယ်ဆိုလဲထူထောင်ဝင်ရှိထူထောင်ဝင်ရှိတယ်။ဒါကိုယ်ပိုင်ပြောင်းလဲမှုပဲ။ကိုယ်ပိုင်ပြောင်းလဲမှုမှာနိုင်ငံတကာဥပဒေအရ လွတ်လပ်တဲ့နိုင်ငံမတည်တောင်းရဘူးလို့ပြိပင်ထားတာမရှိဘူးလွတ်လပ်တဲ့နိုင်ငံတည်တောင်းခွင့်ရှိတယ်လို့ခွင့်ပြုထားတာမရှိဘူးဒါနိုင်ငံရေးပြဿနာချုံပြောရရင်ခဏိကဘာမှာအောင်မြင်တဲ့ confederate နိုင်ငံဆိုတော့တနိုင်ငံမှမရှိပါဘူးလောလောဆယ်ချင်းအဲ့တော့မြန်မာနိုင်ငံမှာလည်းပဲ confederate နိုင်ငံတည်တောင်းလို့မရနိုင်ဘူးဘာကြောင့်လဲနံပါတ်၁ချက်ကနိုင်ငံရေးပိုင်းဖြတ်ချက်ရှိထားတယ်အဲ့ဒါအထူးသဖြင့်အလုံးတည်ရတယ်ပဲ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်မှာလူလူအများစုကြီးက အံ့ဩစရာကောင်းလောက်အောင်ရှေ့လေးလုံးကနဲ့မတူဘဲနဲ့ Federal Democracy ဆိုတဲ့ဟာကို commitment ပေါ့ Federal Democracy ကိုရအောင်တည်တော်မယ်လို့လူတို့အများစုကြီးကပိုင်းဖြတ်ထားကြတယ်။ဒါက Federal Democracy ဟာမြန်မာနိုင်ငံမှာတရားဝင်နိုင်ငံကြီးရာဇပလင်မို့တက်သွားပြီလို့ပြောလို့ရတယ်။ Confederate ကိုသွားလိုက်လို့ရှိရင် Federal Democracy ကိုလုံးဝညှင်းလိုက်ရရောက်တယ်။ဒါကြောင့်ဒီလိုမဖြစ်နိုင်ဘူးမဖြစ်တည်ဘူး။ ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီပတ်စင်တင်ဆက်နေကြဒေါ်လာရှင်ရင်အစုကြအချင်းချင်းဖြစ်ပေါ်နေတဲ့ပဋိပက္ခကိုဖက်ဒရယ်အစီအမံနဲ့ချိကပြည်ရှာချင်းဆိုတဲ့အပိုင်းစနစ်ထိရောက်ရှိလာပါပြီခုလိုဆရာကျွန်တော်တို့ကိုချင်းပြန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီပတ်ဆရာကျွန်တော်ဆွေးဖို့မေတ္တာရခံလိုတာကတော့ခုကျွန်တော်တို့အာဒေါ်လာရှိအင်အားစုတွေအထူးသဖြင့်ဒိုင်းဒါလဲနဲ့ကန်တွေဥဆောင်တဲ့ဒေါ်လာရှိအင်အားစုတွေဟာမျိုးတင်တိုက်ပွဲတွေတော်တော်များအောင်မြင်မှုတွေရရှိလာကြတယ်ခု မြို့သိမ်းထားတဲ့နေမြေမှာလေအခုဘာသာအုပ်ချုပ်ရေးတွေပေါ်ဆောင်ကြပြီးမှတကယ့်ကို confederation နဲ့ဟာရေအုပ်ချုပ်ရေးအစီအမံဖြစ်တယ်ဆိုတဲ့သုံးသပ်ချက်တွေရှိတယ်လို့တချို့ခေါင်းဆောင်တွေက confederate ကိုလူချင်းနေဆိုတဲ့တယုံဝင်ထုတ်ဖော်ပြောဆိုမှုတွေလည်းရှိနေပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြမစရာဘယ်လိုမြင်တယ်လဲဒါဒါတကယ်ဖြစ်နိုင်သလားဒါဒါတွေကိုစိုးရိမ်စရာ တခုနေနဲ့နေနေသေးသူလေးရှိတဲ့ခါကျတော့ဒီပေါ်ဆရာတုံးတပေးပါဦးခင်ဗျာ။ကောင်းပါရဲ့။ Confederate ကိစ္စကဟိုခင်ဗျားမေးသလိုပဲရေးချည်တယ်လေ။ Confederate ကိုမျှော်မှန်းတဲ့အခုဟန်စစ်စင်အင်အားစုတွေပြည်နယ်တွေနည်းနည်းပါးပါးလည်းရှိနေပါတယ်။ဒါပေမဲ့ Confederate ကဖြစ်နိုင်ဘူး။နောက်ကဘာမှလည်းလက်ရှိရှိနေတော့ဘူး။ confederate စဉ်းစားချက်ကတမိုင်းမှာကျန်သွားပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဆွေးနွေးပြရစီ confederate ကိုမြန်မာလူကျွန်တော်တို့နိုင်ငံရေးအားစုတွေကအများသောအားဖြင့်လက်ခံထားကြတာကပြီးထောင်ပေါ့ပြီးထောင်လို့သုံးကြတယ်အဲ့တော့အမေရိကန်ပြည်ထောင်စုရဲ့တာဝန်ကိုကြည့်လိုက်ရအောင်1980ခုနှစ်နိုဝင်ဘာ15ရက်နေ့မှာကျင်းပခဲ့တဲ့ အမေရိကတိုက်လုံဆိုင်ရာညီလာခံကနေပြီးတော့မှနိုင်ငံအသစ်တစ်ခုပြောင်းလဲဖွဲ့စည်းပေးလိုက်တဲ့ Confederation ဆိုင်ရာပြည်ထောင်ချက်များပေါ်လာဖြစ်တယ်။အဲ့ဒီပြည်ထောင်ချက်တွေကပြည်တော်တွေပေါ့။အရင်ကကိုလိုနီတွေဟာ အာနာကိုအများဆုံးပိုင်ဆိုင်ခဲ့ကြတယ်။စုတော့စုဖွဲ့လိုက်။ဒါပေမဲ့အဲဒီ confederate တွေကပြည်တော်တွေကအာနာကိုအများဆုံးပိုင်ဆိုင်ခဲ့ကြတယ်။ဘိုးဆိုးအမဘာအနာမှမရှိဘူး။ဘိုးဆိုးအမအခွန်ကောက်ခံခွင့်မရှိဘူး။ဂုံတွေကြီးနဲ့ပတ်သက်လို့လည်းဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ဥပဒေတွေကိုလည်းအတည်ပြုခွင့်မရှိဘူး။ဘိုးဆိုးရအလွန်အမင်းအားနေလာတယ်။အဲ့တော့အဲဒီ confederate ကိုတည်ပြုပြီး9နှစ်လောက်ကြာတဲ့အခါကျတော့ 1986ခုနှစ်မှာအရင်တော့တိုက်လုံးဆိုင်ရာတပ်မတော်မှာဗိုလ်ကြီးဖြစ်တောင်းထမ်းဆောင်ခဲ့တဲ့ဒန်နီယယ်ရှိပေါ့ဦးဆောင်ပြီးတော့နောက်မက်ဆာချူးဆက်စ်ပြည်တော်မှာ ပုံကံထကြွခဲ့ရတယ်။တပုံဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကွန်ဖက်ဒရိတ်ကပြည်တော်ကတတ်မှတ်ထားတဲ့အခွန်အခတွေကမြန်မာစီအတွင်းမှာလည်းအကျွေးတွေကပြည်စည်းတာကြောင့်ဖြစ်တယ်။ အဲ့ဒီဖြစ်ကဘာလို့ထင်ရှားစေတယ်လဲဆိုတဲ့အခါကျတော့ Confederation ဆိုင်ရာပြည်ထောင်ချက်တွေကဖွဲ့စည်းလက်ပတ်ခဲ့တဲ့ဘိုးချိုးရဟာ Confederate ပြည်တော်များအတွင်ပုံကထကြွမှုကိုပြဿနာကိုခြံတွယ်ဖြေရှင်းနိုင်စွာမရှိဘူးဆိုတာပရမချက်ဖြစ်တယ်။အဲ့တော့ဘိုးချိုးရမှာရံမိုးငွေလည်းမရှိ၊စီးစွမ်းလည်းမရှိ၊တပ်လည်းမရှိအဲ့ဒါဒုတိယချက်ဖြစ်တယ်။အဲ့တော့အမေရိကန်ပြည်ထောင်စုမှာ1989ခုနှစ် မေလာရဲရောက်လာတဲ့အခါကျတော့ Confederation ဆိုင်ရာအဲ့ဒီအားနည်းချက်တွေကိုပြင်ဖို့အတွက်ကို Philadelphia မှာဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာညီလာခံကျင်းပခဲ့တယ်။အဲ့ဒီနှစ်စက်တင်ဘာလထဲမှာပဲအမေရိကန်ပြည်ထောင်စုရဲ့ Federal ဖွဲ့စည်းပုံခြေခံဥပဒေကိုဖွဲ့စည်းပုံဆိုင်ရာညီလာခံတက်ရောက်ခဲ့ကြတဲ့ကိုယ်စားလှယ်တွေကလက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲ့တော့မမရရ1988ဂျွန်လ27ရက်နေ့ရောက်တဲ့ခါကျတော့ဒွိုက်ဒွန်းကွန်ဖက်ဒရိတ်က73ပြည်နယ်ရှိခဲ့တာ73ပြည်နယ်နဲ့9ပြည်နယ်ကဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတည်ပြုခဲ့ကြတဲ့အတွက်နောက်ဆုံးကတော့နယူးဟမ်ရှိုင်းယားပြည်နယ်ပေါ့အဲ့ဒီပြည်နယ်ကတည်ပြုလိုက်တဲ့အခါမှာဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်လာတယ်ကွန်ဖက်ဒရိတ်ရဲ့ခန့်ကဏ္ဍပြီးဆုံးသွားခဲ့တယ်ပြောချင်တာကတော့အမေရိကန်ပြည်ထောင်စုမှာကွန်ဖက်ဒရိတ်ကမအောင်မြင်ဘူးအဲ့ဒီကနေ ဖက်ဒရယ်ကိုပြောင်းသွားတာဖြစ်တယ်။အဲတော့အလားတူပါပဲဆွစ်ဇာလန်နိုင်ငံကိုကြည့်လိုက်ပါဦး။အလားတူအခြေအနေမျိုးဆွစ်ဇာလန်နိုင်ငံမှာလည်းဖြစ်ပေါ်ခဲ့။ရာစုနှစ်တချို့လောက်ကြာတဲ့အထိကို Confederation အဖြစ်နဲ့ဆွစ်ဇာလန်ကိုဖွဲ့စည်းလည်ပတ်တည်ထောင်ခဲ့ရတာဖြစ်တယ်။ဒီနေ့အချိန်မှာဆွစ်ဇာလန်ကဖက်ဒရယ်နိုင်ငံဖြစ်သွားပြီ။ Federal Constitution ကိုတုံးနေပြီ။အဲတော့ဘလို့ဖြစ်တာလဲဆိုတဲ့အခါကျတော့ ဟိုအဓိကအပြင် အချုပ်ချာအနာပိုင်နဲ့ provincial sovereignty ဆိုတဲ့ concept ကိုဆက်သုံးပြီမယ်လို့ဒီနေ့အချိန်မှာ Federal Constitution of the Swiss Confederation Federal Constitution လို့တရားဝင် သုံးလာပြီဒါဒုတိယနိုင်ငံတစ်ခုဖြစ်တယ် Federal Constitution အဖြစ်နဲ့ပဲခဏသွားနေပြီအလားတူပဲ Confederation နဲ့ပတ်သက်လို့နာမည်ကြီးထင်ရှားခဲ့တဲ့ Yugoslavia နိုင်ငံဟောင်းပေါ့ဗျာအဲ့ဒီနိုင်ငံဟောင်းရဲ့တွေ့ကြုံမြောက်ပြပြရစီအဲ့ဒီမှာ Republic လို့သုံးတယ် သမရနိုင်ငံပေါ့သမရနိုင်ငံဖြစ်နေလို့တုံးပြီးတော့ confederate တွေစုစုပေါင်းသမရနိုင်ငံ6နိုင်ငံနဲ့ yugoslavia confederation ကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်ဒါပေမဲ့သူက confederation ဆိုတဲ့အခါကျတော့ confederation တစ်ခုကနေအခြားတစ်ခုကိုပြောင်းသွားပြီဆိုရင် သူ့ရဲ့နိုင်ငံရေးစနစ်လားပညာရေးစနစ်လားဂျမ်းမာရေးစနစ်လားလူမှုစီးပွားရေးစနစ်လားအကုန်ပြောင်းသွားတယ်အဲ့ခါကျဘိုးစူးစီးချုပ်ကယ်မှုကမရှိတော့ဖြစ်တယ်အဲ့တော့ confederate တစ်ခုကအခြားတစ်ခုကိုပြောင်းသွားတဲ့အခါကျတော့ ဲ့လိုစနစ်တွေပြောင်းတဲ့အခါမှာလူလူတွေကအဆင်မပြေရလုံးဝအဆင်မပြေဘူးနောက်ပြီးတော့ကဘာမှာပြောင်းလဲလာတဲ့ကုံတွေဟိုရှင်ပြိုင်မှုကကြီးမားလာတဲ့အခါကျတော့ခုပြည်တွင်းမှာကုံတွေမှုစီစဉ်မှုကမြန်ဆန်ထက်မြက်နေဖို့လိုတယ်ပြည်တော်စုတကူလုံးဖြတ်ပြီးတော့မှကုံစီကိုလျင်မြန်စွာပို့နိုင်ဖို့လိုတယ်နိုင်ငံတကာကိုတင်ပို့နိုင်ဖို့လိုတယ်ကွန်ဖက်ဒရိတ်ကအဲ့ဒါကြီးလုံးဝအဟန္တာဖြစ်တယ် အဲ့တော့လူရီကအရှင်မပြေအဲနိုင်ငံကလည်းနည်းလည်းမရှင်းနိုင်အဲ့လိုဖြစ်တဲ့ကကြတော့နောက်ဆုံးမှာယူဂိုစလာဗီးယားကွန်ဖက်ဒရေးရှင်းနိုင်ငံအားလည်းပဲလုံးဝပြိုကွဲပြီးကျဆုံးသွားရဲ့အဲ့တော့ခြုံပြောရရင်စလိုင်းတူခါကြီးခဏိကဘာမှာအောင်မြင်တဲ့ကွန်ဖက်ဒရေးနိုင်ငံဆိုတော့တနိုင်ငံမှမရှိပါဘူးလောလောဆယ်ချိန်မှာအဲ့တော့မြန်မာနိုင်ငံမှာလည်းပဲကွန်ဖက်ဒရေးနိုင်ငံတည်တောင်လို့မရနိုင်ဘူး။ဘာကြောင့်လဲနံပါတ်၁ချက်ကနိုင်ငံကြီးပိုင်းဖြတ်ချက်ရှိထားတယ်။အဲ့ဒါအထူးသဖြင့် အားလုံးသိရတယ်ပဲ2021ခုနှစ်စစ်တာနာသိပြီးတဲ့အချိန်မှာလူလူအများစုကြီးကအံ့ဩစရာကောင်းတော့အောင်ရှေ့လေးလုံးကနဲ့မတူပဲနဲ့ Federal Democracy ဆိုတဲ့ဟာကို commitment ပေါ့ Federal Democracy ကိုရအောင်တည်တော်မယ်လို့လူလူအများစုကြီးကပိုင်းဖြတ်ထားကြတယ်။ဒါက Federal Democracy ဟာမြန်မာနိုင်ငံမှာတရားဝင်နိုင်ငံကြီးရာဇပလင်ပေါ့တက်သွားပြီလို့ပြောလို့ရတယ်။ Confederate ကိုသွားလိုက်လို့ရှိရင် Federal Democracy ကိုလုံးဝညှင်းလိုက်ရရောက်တယ်။ ဒါကြောင့်ဒီလိုမဖြစ်နိုင်ဘူးမဖြစ်တင်ဘူးဒါတခုဖြစ်တယ်ဒုတိယချက်ကတော့ဘုံနိုင်ငံရေးလမ်းကြောင်းပျောက်သွားမယ်ခဏိအချိန်မှာလက်ရွေကောင်တယ်ပေါ်သေးတာမပေါ်သေးတာပိုင်းတာဖက်ဒရယ်ဒီမိုစီကရေဝူရလူလူအများစုကြီးလက်ခံထားတဲ့ဘုံနိုင်ငံရေးလမ်းကြောင်းဖြစ်နေတယ်အဲ့တော့ကွန်ဖက်ဒရိတ်ကိုသွားလိုက်ရင်ဘုံနိုင်ငံရေးလမ်းကြောင်းကပျောက်သွားပြီးတော့စုစည်းညီညွတ်မှုတခြားဘဘလို့မှမဖြစ်နိုင်တော့ကွန်ဖက်ဒရိတ်အောက်မှာဘလို့မှပြည်တော်စုကြီးတစ်ခုလုံးစုစည်းညီအောင်လုပ်ဖို့ဖြစ်ကိုမဖြစ်နိုင် ဒါဒုတိယချက်ဖြစ်တယ်အဲ့တော့ confederate ကိုတွားတဲ့ခါကျတော့စူးစီးညှို့မှုရအောင်မလုပ်နိုင်ဘူးဆိုရင်အဲ့ဒါပါလဲဆိုဆရာနာရှင်စနစ်ကိုဆက်လက်သိုးရှေခွင့်ပေးရရောက်ပါတယ်ပြီးတော့ခုနယူဂိုစလာဗီးယားတွေ့ကြုံမှာရှင်းပြခဲ့တယ်လို့ပဲ confederation unit တွေအောက်မှာလူမှုတွေဒုက္ခရောက်ကြမယ်အခုဆိုရင်ဟိုအမျိုးသားပေါင်းစုံလူမှုတွေက ဟိုဒေတာဟိုနေရာဟိုပြည်နယ်ဒီပြည်နယ်မှာပြန့်နှံ့နေကြပြီ confederate တွားလို့လဲလို့ရှိရင်အဲဒုတွေဘောလုံးကဒုက္ခရောက်သွားကြလိမ့်မယ်ဒီလိုအခြေအနေကြောင့် confederate ကတော့ဖြင့်မတင့်တော်ပါဘူးကဘာမှာလည်းမရှိတော့ဘူးမြန်မာနိုင်ငံအတွက်လည်းမတင့်တော်ပါဘူးလို့ရိုးရှင်းရှင်းလေးပြောပြစီဗျာမေးစရာမေးရှိရမေးခွန်းလေးချိုးဆိုပါတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာတချို့တိုင်းဒေသခေါင်းဆောင်တွေကျွန်တော်တို့ဟိုပြောဆိုမှုတွေကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင် ဝါကူနမူနာပုံစံမျိုးပေးရတာရှိတယ်ပေါ့နော်ဆိုတော့ confederate နဲ့ federate နဲ့ကွာချက်ချက်ကိုလည်းအာ federate ကျွမ်းကျင်တဲ့သူတချို့ဟိုတုံးတက်ချက်မှာဆို confederate မှာဆိုကူပိုင် army လေးရှိရမယ်ကူပိုင်ငွေကြေးလေးရှိတယ်တော့တော့အခုချိန်မှာဆို europe ကူနမူနာပေးကြတယ်ပေါ့နော်တိုးတော်လည်းတစ်ဖက်မှာဆိုထုတ်ပြသလိုဟိုအားနည်းချက်များစွာလေးရှိတော့အခုကျွန်တော်တို့မြန်မာနိုင်ငံအရေးကိုပြန်လေးဖြစ်ရှင်းနေနေရမှာ နောက်ဆုံးအနေနဲ့ကျွန်တော်ပြန်ကိုးကားချင်တာရခိုင် jewelry ခေါင်းဆောင်ဘွှတ်ထွန်းမျက်နှာပြောတယ်လို့ဆိုရင်ဟာကျွန်တော်တို့ဒါကိုယ့်ရဲ့လွတ်လပ်တဲ့အတိုင်းပြည်ဖြစ်ခဲ့မှုကိုအရင်ပုံဖော်ပြီး coming together federal hand တော့ဖို့ရောလိုလာတဲ့ဆိုတဲ့ဟာဖြစ်တာပေါ့ဆိုတော့အခုဒီ confederate ဆိုတဲ့ဟာမျိုးတိုင်းသားလူမျိုးတွေရဲ့လိုလာချက်ကအထုတ်ချအားလာပိုင်းဖြစ်တဲ့ကိုရီးယားဆိုတဲ့ဟာကိုအရင်ဟိုအတိမပြုမှဖြစ်မယ်ဆိုတဲ့နိုင်ငံကြီးစဉ်းစားချက် အောက်မှာလေရှိနေတလားဆိုတော့ဟိုတုံးတစ်ချက်လို့လေတွေးတွေးเสียရှိတာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးပေါ့လေအခုချိန်မှာဆိုရင်လေ configure ဆန်ဆန်နဲ့ကိုကိုတိမ့်ပိုင်နိုင်တဲ့နေမြန်မှန်တယ်မြတ်ကိုကအပြိဝထင်းချုံနေတဲ့အနေထားဖြစ်တော့ဒီဟာမျိုးကိုအချင်းချင်းအားပေးပြီးတော့မှဒါတိုင်းပြည်တစ်ခုလုံးလွတ်မြောက်တဲ့ခါကျရင်ပူပင်းလုံးစားကြည့်တော့ စာချုပ်နဲ့တကွဖက်ဒရယ်ဖွဲ့ရှိပုံကိုတဖြည်းဖြည်းနဲ့ပြန်ချင်းကတဲ့ဟာမျိုးကရော solution ဖြစ်တယ်လားဆရာနေနဲ့ပထမပိုင်းဆွေးနွေးချက်မှာကလည်းအခုမှဖက်ဒရယ်ဖွဲ့ရှိပုံကတောင်မှ accounting ဖို့ဖို့လိုပြီဆိုတော့တဖက်ရှိတယ်ဒါပေမဲ့ကျွန်တော်အခုမေးချင်တာကတော့ခုချိန်မှာအလုံးလွမြောက်နိုင်တဲ့ဟာတွေအချင်းချင်းလွမြောက်အောင်အခုချင်းချင်းကူညီပြီးတော့မှဟာဒါအဘိုဟိုကစစ်ကောင်စီထူချတဲ့ခါကျရင် coming together နဲ့ federal ပုံစံမျိုးနဲ့ကိုပြန်လည်ချင်းကတဲ့နီးနာကရောအဖြစ် ဖြစ်မလာပေါ့เนาะဆရာတဲ့အဲ့ဒီပုံမှာတော့တုံ့တပေးပါဦးခင်ဗျအဲကောင်းတယ်မေကွန်းတိတ်ကောင်းတယ်ဒီလိုပြအချိန်ကပြဿနာရှိလာတယ်လေ စီကောင်စီကတိတ်မကြတော့ခင်လားတချို့တို့တွေမှာရုပ်ောက်ပွဲချင်ပါတော့မယ်အဲတော့အတိမပြုတ်ခံနေတယ်ဆိုတဲ့ဟာလေမြောက်ကုနာမေကုန်းထဲမှာပါတယ်လို့တိုင်းရင်းသားပြည်နယ်တွေမှာဒါရှိနေတယ်လေဒါပေမဲ့တိုင်းရင်းသားပြည်နယ်တွေအကုန်လုံးကကို့ပြည်နယ်ကိုလွတ်မြောက်အောင်အကုန်တိုက်ကြပြီးတော့မှကမ်မင်းတူဝတာဖက်ဒရယ်လစ်ရှင်သွားမယ်ဆိုရင်လက်တွေ့ကြပါမလားဆိုတဲ့ question ရှိလာတယ်အဲဒါပေမဲ့ကျွန်တော်ဥပဒေထောက်ပြုပွဲဆိုရင်ရှင်းရှင်းပဲအဲ့ဒါပါလေတိုင်းရင်းသား ပြည်နယ်တွေရန်နယ်ကြားဒေသလို့ခေါ်တဲ့အခုနယ်နယ်မိတ်တွေတည်တည်ရှိကြတဲ့ပြည်နယ်တွေဟာတမန်ရောမှလွတ်လပ်စွာနေခဲ့ကြတာရရောပင်လုံစာချုပ်ရရောဒီနှစ်ချက်ရကိုယ်ပိုင်ပြည်နယ်ဝင်ရောပြည်ဝချင်းသုံးဝင်ရှိတယ်။ဒါကြောင့်သူတို့ကတီးကြလွတ်လပ်တဲ့နိုင်ငံထူထောင်မယ်ဆိုလဲထူထောင်ဝင်ရှိထူထောင်ဝင်ရှိတယ်။ဒါကိုယ်ပိုင်ပြည်နယ်ဝင်ပဲကိုယ်ပိုင်ပြည်နယ်ဝင်မှာနိုင်ငံရာဥပဒေရလွတ်လပ်တဲ့နိုင်ငံမတည်တော်ဘူးလို့ပြိပင်တာမရှိဘူး။လွတ်လပ်တဲ့နိုင်ငံတည်တော်ဝင်ရှိရလို့ခုံမှုတာမရှိဘူး။ဒါနိုင်ငံရေးပြဿနာ အဲ့ဒီဒိုင်မန်ဒီအချင်းချင်းပြန်လာအတိမပြူကြတာပေါ့ဆိုတော့ဒီလိုနည်းနဲ့အတိမပြူလို့ရတယ်ဒိုင်မန်ခမရခုနဝါကိစ္စပြောပါတယ်ဝါက तू ကွန်ဖက်ဒရိတ်မဟုတ်ဘူးကွန်ဖက်ဒရိတ်ဆိုတာကခမရခုနပြောတဲ့အမေရိကန်ကြီးကြီးဆွစ်ဇာလန်ကြီးကြီးယူဂိုစလာဗီးယားကိုကြီးကြီးကွန်ဖက်ဒရိတ်နိုင်ငံမှာရှိတဲ့ unit တွေအကုန်လုံးကကွန်ဖက်ဒရိတ်ဖြစ်ရတယ်ဝါတခုလည်းကွန်ဖက်ဒရိတ်တော့ပြောလို့မရတော့ကျန်တဲ့ခဏပြည်နယ်ကြီးတော်တော်များများကကွန်ဖက်ဒရိတ်ကိုကျွန်တော်တိတော့လက်မခံကြပါဘူး အဲ့ဝါတစ်ခုလေးကိုပြပြီးတော့ဒါ confederate ဒီတိုင်းအကုန်လုံးအောင်ရဲဆိုရင်ဂျန်နဲ့ပြည်တွေကသူတို့လုတ်ချင်မလို့မဟုတ်ပြောချင်တာဝါကိုပြပြီးတော့ဝါလိုပဲအခြားလူတွေအကုန်လုံး confederate လုတ်ကြဆိုရင်တော့ငါလုတ်ဖို့ကမလွယ်ဘူးလို့ကျွန်တော်ပြောချင်တယ်လက်တွေ့မဖြစ်နိုင်ဘူးအဲ့တော့ခုနဒီဘူဂျုတ်ထွန်မြတ်နိုင်ပြောတဲ့ဒုတိယလမ်းကြောင်းကောင်းတယ်လေအဲ့ဒါပါလဲဆိုတော့ coming together federalism ဆိုတော့အခုအချိန်မှာ coming together federalism ကိုအပြည့်အဝသွားဖို့အချိန်ဖြစ်တယ် ဆိုလိုချင်တာကဟိုတစင်ပြီးမှတစင်သွားတာက idea ရအဲ့ idea ကိုတံမိုးထားဖို့ရနိုင်ပြီမယ်လို့လက်တွေ့မဖြစ်နိုင်ဘူးထွက်လက်တဲ့တရားနိုင်ငံတွေထောင်ဖို့ဆိုတာမဖြစ်နိုင်တော့ Okay တယ်အဲ့ဒါထောင်ပြီးမှပြန်စုကြဆိုတာအဲ့လိုအချိန်သွက်ပေးနေရင်ဒီကြားထဲမှာစစ်ကောင်စီကစားသွားမယ်ဆရာနာရှင် စနစ်ကစားသွားမယ်ဟိုနိုင်ငံရေးလမ်းကြောင်းကပိုရှုပ်သွားပြီးတော့မှဆရာနာရှင်စနစ်ပဲဒီမျိုးကိုပံ့ပိုးရတဲ့ဘော ရောက်သွားနိုင်တယ်လို့ဖြေပြရစေ။ဟုတ်ကဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးမှနောက်ဆုံးကျွန်တော်မေးချင်တာကဆရာပြောတဲ့ပုံစံက Federal စနစ်အရာခုရှိမှာဖွေးရှိပုံအမြင်ဆုံးအကောင့်တွေပေါ်ပြီးမှအာလုံးဝိုင်းတိုက်ကြဖြစ်တဲ့ဆိုတော့အကောင့်ဆုံးနီးလမ်းဖြစ်တဲ့ဆိုတဲ့ဟာမျိုးမတစ်ဖက်မှာအခုချိန်ဒီတိုင်းရင်းသားလူမျိုးတွေကဒီ2021ခုနှစ်ဒေါ်လာကြီးနောက်ပိုင်း ဒါဗမာယာစုတွေကလည်းလက်နဲ့ကင်ပြုံးတော့တော်ဟန်လာကြပြီမြင်စဉ်းစားစရာတစ်ခုအနေနဲ့သူတို့ဘာသာသူတို့နှုတ်ကြောမလို့ဘူးဆိုပြုံးမှဒါလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဘူချွတ်ထွန်းမြင့်နိုင်အင်တာဗျူးမှာလည်းပေါ်တင်ပြောထွက်လာတဲ့ဟာရှိရဒါကပါလဲဆိုတော့အခုချိန်မှာဂတိမတီမတီနိုင်သေးဘူးဗမာယာစုတွေဖက်ကလည်းကျွန်တော်တို့လိုတဲ့အချိန်မှာပဲ one time ပုံစံမျိုးအသုံးပြုတ်တယ်ဆိုတော့အသုံးနှုံးအတိတ်ပြတူတဲ့စကလုံးနဲ့ပြောထွက်တာပြောပြောဆိုခဲ့တာရှိတော့ဗောနော်ဆိုလိုတာက အခုချိန်မှာ NLD ရလည်းဒီကြားထဲမှာပဲထုတ်ပြန်ချက်လို့ပြောမှဒေါအောင်ဆန်းစုကြည်ပါဝင်တဲ့နိုင်ငံကြီးဆွေးနွေးကပွေကဟာပါလင်အဖြစ်ဖြစ်တယ်ဆိုတဲ့ဟာမျိုးဗမာအင်အားစုမှာဒိုင်းရင်းသားတွေနဲ့အပိတ်ယူလို့ပြောမှဆောနာဆရာအစိုးပြခဲ့တဲ့ဖွေးရှိပုံဟာမျိုးရည်ဆွေးဖို့ဆိုရင် NLD ကလို့ရင်ယုံကြည်မှုအများဆုံးရနိုင်တဲ့အင်အားစုကတော့ဒေါအောင်ဆန်းစုကြည်ကိုလွတ်လာပြီးတော့မှငင်းချမ်းကြီးဆွေးတွေ့ဟာရအဖြစ်ပုံစံမျိုးပြောထွက်လာတဲ့အခါကျတော့ ဒီပုံမှာရောဒီဟာကုတ်ကိုဘယ်လိုဖြေရှင်းရမလဲကောင်းပြီဒီလိုပြမြန်မာနိုင်ငံမှာဖြစ်တဲ့အဓိကပြိပက္ခကမြန်မာပြည်နဲ့မြန်မာမဟုတ်တဲ့တိုင်းရင်းသားတွေကြားပြိပက္ခမဟုတ်ပါဘူးတိတိကျပြောရရင်62ခုနှစ်နောက်ပိုင်းကနေစပြီးတော့ပြိပက္ခကပါလဲဆိုတော့ဆီအာနာရှင်စနစ်ဆီအာနာရှင်စနစ်ကိုဆန့်ကျင်တဲ့ပြည်သူတွေကြားပြိပက္ခဖြစ်တယ်အဲ့ထဲမှာမြန်မာတွေလက်ပါပါတယ်62ခုနှစ် 7 July ရေရေခင်ဖြစ်တဲ့အချိန်မှာအသက်ခံရတဲ့ကြောင်းသားတွေမနည်းပါဘူးဒေါ်လာသွားတဲ့ကြောင်းသားတွေလည်းမနည်းဘူးအဲ့ထက်မှမြန်မာပြည်အများကြီးပဲအဲ့နောက်ပိုင်းအရေးခင်းတောက်လျှောက်ဖြစ်လာတယ်ဆရာနာရှင်စနစ်ကိုဆန့်ကျင်တဲ့မြန်မာပြည်ဟာကျွန်တော်တို့အပါဝင်လူငယ်တွေလူလတ်တွေကအများကြီးပဲ ABS ရဲ့ဆိုကြည့်လိုက်လေဗျအများစုကမြန်မာပြည်ပဲအဲ့ဒီတိုင်းမှာအခုနောက်ပေါ်လာတဲ့ကြောင်းသားအဖွဲ့ကြီးကြည့်လေဗျ PDF တွေကြည့်လေဗျအများစုက မြန်မာတွေပဲအဓိကပြိပက္ခကမြန်မာနဲ့မြန်မာမဟုတ်တဲ့တိုင်းရင်းသားတွေဈာတွေကပြိပက္ခမဟုတ်ဘူးဟိုအဓိကမဟုတ်တဲ့ပြိပက္ခတော့ရှိနေတယ်ဒါပေမဲ့အဓိကပြိပက္ခပြိပက္ခကိုမြင်အောင်ကြည့်ဖို့လိုပါတယ်ပြီးတော့မှအဓိကမဟုတ်တဲ့ပြိပက္ခကိုတမျိုးစနိုင်ကောင်းမယ်အဲ့ဒါဆိုရင်အဖြေရဖို့လွယ်နိုင်တယ်ဒါတစ်ချက်ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကဖွဲ့စည်းပုံအခြေခံဥပဒေကိုအမြန်ဆုံးသွားဆိုတာမျိုးကျွန်တော်ပြောတာမဟုတ်ပါဘူးအမြန်ဆုံးသွားနိုင်တော့ကောင်းတော့ပါ ဒါပေမဲ့ယုံကြည်မှုတိစောက်ဖို့ဆိုတာလေရေးကြည့်ရဲဆိုတော့နားလေလက်ခံတယ်ဒါပေမဲ့ယုံကြည်မှုတိစောက်ဖို့ကပန်းနိုင်ရှိရမှာလေခင်ဗျားပဲပန်းနိုင်ကိုသွားမှာလေဒီချလွတ်လပ်လွတ်လပ်တဲ့နိုင်ငံလားကွန်ဖက်ဒရိတ်လားဖက်ဒရယ်ဒီမိုစီလားတော့ကျွန်တော်ကရှင်းရှင်းတင်တာဖက်ဒရယ်ဒီမိုစီကရှင်းလင်းတဲ့နိုင်ငံလာကြောင်ဖြစ်တဲ့နေဆိုတော့အဲ့လိုနိုင်ငံလာကြောင်ရှင်းတဲ့အခါကျတော့မှနိုင်ငံဆွေးနွေးပွဲကြီးကျင်းပလို့ရတာပေါ့အခုကအဲ့လိုဖြစ်မနေဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့ကပထမအဆင့်ကတော့ ယုံကြည်မှုတည်ဆောက်ရမယ်ဘယ်လိုတည်ဆောက်ရမလဲထိုင်နေလို့မရဘူးလေဆွေးနွေးရမယ်လေခုနပြောတဲ့တန်လျာတွေဖြစ်တဲ့အရာပြုဝင်လင်းဆွေးနွေးနိုင်ငံဆွေးနွေးဝယ်ရအများကြီးလုပ်ရမယ်သို့သောအဲ့လိုမလုပ်ခင်မှာဥတီချက်ကရှင်းဖို့လိုတယ်ဘာဥတီချက်လဲအားလုံးဒုရုအများစုယူဝက်လက်ခံလာတဲ့ Federal Democracy ကဥတီချက်ဖြစ်ဖို့လိုတယ်အဲ့ဥတီချက်အောက်မှာနိုင်ငံရေးညှိညှိစာချုပ်တွေချုပ်ဖို့လိုရင်ချုပ်အဲ့ဒီအဆင့်တွေတွားပြီးတော့မှယုံကြည်မှုရလောက်ပြီလို့လက်ခံလာတဲ့အချိန်ကြတော့မှ Federal ဖွဲ့စည်းအုပ်ချုပ်ဝင်အခြေခံဥပဒေကိုအဆင့်ကိုတွားဖို့ဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့အကျေစုမြတ်တင်ပါတယ်ဆရာဟုတ်ကောင်းပါ